ပြင်းထန်ငလင်တန်ကြောက်ဒုက္ခကြုံနေရတဲ့ပြည်သူတွေကိုပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေနဲ့မိမိတို့နယ်မြေတွင်းရှိတော်လှန်ရေးဖွဲ့တွေနဲ့ပေါင်းဆက်ညှိနှိုင်းပြီးအစွမ်းကုန်ကူညီဆောင်ရွက်ကြဖို့ NUG ကညွှန်ကြားလိုက်ပါတယ်။ငလင်တန်ကူညီကစေရေးဆောင်ရွက်ရာမှာလိုအပ်ချက်နဲ့ဆောင်ရွက်ထားကြည့်မှုခြေနေတွေကိုလည်းသက်ဆိုင်ရာဆင်ဆင်တင်ပြကြဖို့မြို့သားညီညွတ်ရေးဆိုရ NUG ကော်မတီဝင်ကြီးဦးရီမုံကမတ်လ28ရက်နေ့ရက်စွဲနဲ့ညွှန်ကြားထားပါတယ်။ NUG ပြည်ထောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းအင်အားပြင်းငလင်တန် ခံစားရတဲ့ပြည်သူတွေကို UNG နေနဲ့ရေးပေါ်ကူညီကယ်ဆယ်မှုတွေအမြန်ဆုံးလုပ်ဆောင်နေပြီလို့အသိပေးထားပါတယ်။စစ်ကောင်စီရဲ့ချက်လက်တွေအရမလ29ရက်နေ့နေ့လယ်7:00နာရီချိန်ထိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ရပ်သားပြည်သူထောင်ချိုတည်ဆုံထားပြီး1400ထက်မနည်းထိခိုက်ဒဏ်ရာရရှိထားပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့နေ့လယ်7:00နာရီချိန်လောက်မှာနေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရှမ်းမြောက်ဒေသပဲခူးတိုင်းတို့မှာအင်အားရစ်တာစကေ9.9ဆင့်ရှိတဲ့ အင်အားလွန်ပြင်းထန်တဲ့မြင်းကလင်းလှုပ်ခတ်ခဲ့တာပါပြင်းထန်ကလင်းလှုပ်ခတ်မှုကြောင့်မြူသားညင်ညူရေးဆိုးရ NUG ထိထုတ်ချတဲ့ဒေတာတွေမှာလည်းလူဆယ်နဲ့ချီတည်ဆုံတာတွေရှိနေပြီးကုညီကယ်ဆယ်ရေးတွေလည်းလှုပ်ဆောင်နေတာဖြစ်ပါတယ်ပြင်းထန်ကလင်းတန်းခန်းစားရတဲ့ဒေတာတွေကိုစစ်ကောင်စီကရေးပေါ်ချင်းနေကြီးညာထားပြီးနိုင်ငံတကာတိုက်ဝန်းကိုလည်းအကူအညီတောင်းခံထားပါတယ်